ားလုံးပဲမင်္ဂလာပါအစီအမင်းစေဝါကျွမ်းကျင်ကုတင်တဲ့ online free course လေးရနေပြန်လည်ကြိုးစားပါတယ်ဆရာတို့ဒီနေ့ lesson ကိုစလိုက်ကြအောင်နော်ဒီနေ့ lesson ကဘာအကြောင်းပြောသွားမှာလဲဆိုလို့ရှိရင် pain and fever medicine ပေါ့နော်ကြိုက်ခဲတာခြင်းခြင်းနဲ့နောက်တစ်ခုကကျတော့ fever ဆိုတာဖျားပေါ့နော်ဖျားတာချိန်မှာတောက်လို့ရတဲ့ဆီးအကြောင်းကိုပြပြထားမှာဖြစ်ပါတယ်ဒီနောက်နံပါတ်လေးမှတ်ထားလို့ရပါတယ်အနာဂျက်စီယာ ပြင် antiviruses ပေါ့နော် analgesia ဆိုတာကိုက်ခဲတာကိုတတစေစေဒါကတော့ကိုယ်ကိုဖတ်ကြည့်လိုက်တော့နော်အင်္ဂလိပ်လိုရေးထားပါဗျာ pain ဆိုတဲ့နာကျင်ခြင်းကိုတတစေတဲ့ဆေးဖြစ်ပါတယ်ပြီးရင် antiviruses ဆိုတာကတော့ကိုပူတာကိုတတစေတဲ့ဆေးဖြစ်တယ်အဲကိုပူတာဘာလဲဆိုရင်ကိုပူချိန်ကကျတော့ဒီခန္ဓာကိုယ်ရဲ့ normal temperature 37 degree celsius ပေါ့နော်အဲထက်ကိုမြင့်သွားတယ်38တို့39တို့ဖြစ်သွားတယ်ဆိုလို့ရှိရင်နော် ဖြားနေပြီပေါ့နော်အဲအဲ့လိုဖြားနေပြီဆိုလို့ရှိရင်ကြာလို့ရှိရင်ဆိုတော့ဒီဟာကိုတက်တာအောင်ဈေးတောက်ရတယ်ပေါ့နော်အဲဟာကိုပူကြစီပေါ့အဲ့တော့ကိုက်ခဲပြောက်စီရဲ့ anagesic anagesic ရပေါ့နော်ကိုက်ခဲပြောက်စီပြီး antiviruses ကကြတော့ဒီကိုပူကြစီလို့မှတ်ထားရမယ်နော်ပေါ်ပူကြသိမှာဆိုရင်ပါရာစီတမောကတော့လူတိုင်းသိရပါတော့။ဒါပါရာစီတမောကိုတခြားနာမည်နဲ့ဆိုလို့ရှိရင်ဆိုတော့အစီတာမီနိုဖန်လို့လည်းခေါ်တယ်။ အရပါစီတမောဆိုရင်လည်းအစီတမီနိုခံတဲ့အတူတူပဲဖြစ်ပါတယ်အဲ့တော့ MOA နဲ့ Magnesium on Action ပေါ့နော်အဲ့ဟာဘာလဲဆိုလို့ရှိရင်ဆိုတော့ဒီ Central Inhibition ပေါ့ဒီအခုဆိုတော့ဒီ Pain Killer နဲ့ပတ်သက်ပြီးဒီ Kite Hair ကြောင့်စီပေါ့နော် Pain Killer ဆိုတာ Kite Hair ကြောင့်စီနဲ့ပတ်သက်ပြီးပြောရမယ့်ဟာဆိုလို့ရှိရင် COX လို့ခေါ်တဲ့ဒီဟာတွေကိုမှတ်ထားရအောင်နော် COX ဆိုလို့ရှိရင်ဆိုတော့ဒါဘယ်လိုခေါ်လဲဆိုတော့ Cox လို့ခေါ်ရအောင်နော် COX ဆို Cox လို့ခေါ်ရအောင် cox 1ရယ် cox 2ရယ်ပြီးလို့ရှိရင်နောက်တစ်ခုတရား cox 3ဆိုပြီးတော့မှရှိရပါတော့အဲ့တော့အဓိကကတော့ဆိုတော့ cox 1နဲ့ cox 2ပဲနော်အဲ့နှစ်ခုကကြတော့ဘာကိုလောက်တာလဲဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီရယ် process ကနေဘာကြီးထွက်လာလဲဆိုရင်ဆိုတော့နောက်ဆုံးထွက်လာတာ prostaglandin လို့ခေါ်တဲ့အရာဝတ္ထုပေါ့အဲ့ prostaglandin ကကြတော့ဒီခန္ဓာကိုယ်ရဲ့ဘယ်မှာဖြစ်တာလဲဆိုလို့ရှိရင်ထိခိုက်မိတဲ့နေရာတွေဒဏ်ရာရတဲ့နေရာတွေရောင်ရမ်းတဲ့နေရာတွေမှာဆိုလို့ရှိရင်ဒီ prostaglandin ဆိုတဲ့ပစ္စည်းတခုထွက်လာတယ်ပေါ့နော် အဲ့ဒီဟာဘယ်ကနေထွက်လာလဲဆိုလို့ရှိရင်ဆိုတော့ဒီ cost 1နဲ့နောက်တစ်ခု cost 2ဆိုတော့ process ကနေထွက်လာတယ်ပေါ့နော်အဲ့ဒီ process ကဖြစ်စဉ်မှာဆိုတော့ဒီ process line တွေကိုမထွက်အောင်ဒီ parasitic mode ကထိန်းပေးလိုက်တယ်ဆိုလို့ရှိရင် parasitic mode ကပိတ်ပေးလိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ process line တွေနေသွားပြီဆိုရင်တိုက်ခဲရတယ်လေတက်တာသွားရပေါ့နော်ဒါလိုမျိုးမှတ်ထားရမယ်နော်ဒီဟာလေးရေးထားတော့အင်္ဂလိပ်လိုရေးထားပါပေါ့နော်ဒါပေမဲ့ ဒီ paracetamol ကတော့ဒီ cos 1နဲ့ cos 2ကိုအဓိကပိတ်တာမဟုတ်ပါဘူးသူက cos 3ဆိုရယ်ဒီ cos 1ကနေဆက်ပြီးတော့အစင်းတစင်းတစင်းဖြစ်လာတဲ့ဟာမျိုးပေါ့နော်အဲ့ဒီຢာတွေအလံချောင်းပိတ်ပြီးတော့ procedure တွေကိုနင်းအောင်လုပ်ပြတာဖြစ်ပါတယ်အဲ့တော့ဒါကပိန်ကီလာအတွက်ဒီပါရာစီတမောကလှုပ်ဆောင်ပေးရဲ့နီလန်ပေါ့နော်အဲ့တော့အဖျားကျအောင်တော့ဘယ်လိုလုပ်ပေးရလဲဆိုလို့ရှိရင်အဖျားကျရဲဆိုရင်ဆိုတော့ဒီခန္ဓာကိုယ်တစ်ခုလုံးကိုထိန်းထားပေးရကြတော့အပူချိန်ကိုထိန်းထားပေးရကြတော့အုံနောက်မှာရှိတဲ့ hypothalamus လို့ခေါ်တဲ့နေရာလေးတစ်ခုရှိရပါတော့။အုံနောက်ထဲမှာ hypothalamus လို့ခေါ်တဲ့နေရာလေးတစ်ခုရှိရဲ့။အဲ့နေရာလေးကတော့ခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းပေးတာထိန်းညှိပေးတာပါတော့။အဲ့အဲ့ဒီခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းညှိပေးတဲ့ hypothalamus ကိုတွားပြီးတော့သူကအဲပါစီတမောကတွားပြီးတော့အဲအပူချိန်ကြောင်းအောင်သူကလှုပ်ဆောင်ပြီးရေပေါ့နော်အပူချိန်ကြောင်းအောင်လှုပ်ဆောင်ပြီးရေကဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခန္ဓာကိုယ်မှာရှိတာဘာကြီးဖြစ်လာလဲဆိုတော့ဒီ vasodilation ဆိုတာတွေးကြောတွေကျယ်လာတယ်ပြီးရင်နောက်တစ်ခုကကျတော့ sweating ပေါ့ နော် sorting ဆိုတာ tree ပြန်တာပေါ့ခန္ဓာကိုယ်မှာ tree ထွက်လာတယ်ဒါဆိုလို့ရှိရင်အပူချိန်ကျပါစီရေပေါ့နော်အဲ့တော့ hypothalamus ဆိုတာဒီမှာပုံမှာပြထားတဲ့အတိုင်းပဲအုံနောက်ထဲမှာရှိတဲ့နေရာလေးတစ်ခုပေါ့နော်အဲ့လိုပဲမှထားပါဒီ onset of action ဆိုရင်တော့ဒီဆောက်ဒီဆေးတောက်လိုက်ပြီဆိုတာ ਨੇ 30ရာနေတနာရီပေါ့เนาะ30မိနစ်ကနေတနာရီကြားမှာဒီ paracetamol ရဲ့ action ကလာတယ် ဲ့တော့ဘယ်တွေမှအများဆုံး metabolism ဖြစ်တာလဲဆိုလို့ရှိရင်เนาะဆိုတော့အသေးသေးမှာတော့ခြေဖြတ်တယ်ပေါ့เนาะဒီ paracetamol ဆိုတဲ့ဓာတ်ကိုအသေးသေးမှာခြေဖြတ်တယ်ခြေဖြတ်ပြီဆိုအသေးသေးကနေပြီးတော့မှတွေးတဲ့ကိုတစင်းသူလှုပ်ဆောင်ပြီးလို့ရတဲ့နေရာကိုသူကတွားတယ်ပေါ့เนาะ paracetamol ကိုတောက်လို့ရတဲ့ dosage guideline ပေါ့เนาะဒါဆိုတော့ဘယ်လောက်တောက်ရမလဲဆိုလို့ရှိရင်เนาะလူကြီးမှဆိုရင်325နဲ့1000 mg တောက်လို့ရတယ်เนาะအများဆုံးကတော့900 mg ပဲတောက်ကြတယ် every 4 to 6 hour တရက်ကို၄ချိန်အော် sorry တရက်ကို၄နာရီချားတစ်ချိန်နောက်မို့လဲ6နာရီချားတစ်ချိန်တောက်လို့ရတယ်အများဆုံးကတော့ဘလောက်ပဲတောက်အောင်လဲဆိုလို့ရှိရင်3000 mg ကနေ4000 mg ကြာတိပဲတောက်လို့ရတယ်ပေါ့နော်အဲ့ထက်ပိုတောက်လို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်အသည်းမှာဒီဆေးရဲ့ overdose ဖြစ်ပြီးတော့ဆေးရုံတွေပိုင်းသွားရတယ်နော်ကလေးငယ်မှာဆိုရင်တော့ဒါလေးကဝိတ်နဲ့တိုင်ရမယ်ပေါ့နော်30ကနေ15 mg ပါ kg နော် 1kg မှာ135 mg အဲအိုဒါအောင်မြောက်ပေးရမှာနော်ဥမာ 10kg ရှိတဲ့ကလေးဆိုရင်နော်ဒါ100 mg လောက်ထိပဲတောက်လို့ရမယ်နော်ဒါလည်းတူတူပဲ၄နိုင်ခြား၆နိုင်ခြားတရက်ကိုဒီလောက်85 mg ပါ kg ပါ day ပေါ့နော်အဲလောက်ထိများအောင်တော့တောက်လို့မရပါဘူးတချို့ ဟိုဘောနော်ကုမ္ပဏီဈေးကုမ္ပဏီကနေရေးထားကြတော့3000 milligram ထက်ပိုတောက်လို့မရဘူးဆိုတာရေးထားတဲ့ပေါ့နော်ဒါဈေးကုမ္ပဏီတစ်ခုတစ်ခုရေးထားတဲ့ print ပေါ့မတူဘူးပေါ့နော်အဲ့တော့ကိုကအမြဲတမ်းဒီဈေးဘူးထဲမှာပါတဲ့စာရွက်လေးတွေဆိုလို့ရှိရင်ကိုကဆက်စုပြီးတော့မှအမြဲတမ်းကြည့်ရမယ်ပေါ့နော်ဒီဟာလေးကိုဒီထဲမှာဘာတွေရေးထားလဲဘာအတွက်လဲပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ mechanism ရောအရှင်ကဘယ်လိုတွားလဲဆိုတဲ့ဟာလေးကို ဖတ်ကြည့်ပြီးတော့မအားကွက်ကိုလေ့လာတာပိုကောင်းတယ်ပေါ့နော်ဒါကြောင့်မို့ဒီအရင်စေဘူးထဲမှာပါတဲ့စာရွက်လေးတွေကိုဖတ်ပါဒီစေကိုတောက်မယ်ဆိုလို့ရှိရင်နော်ဆိုတော့ advanced effect ဆိုတာကဆိုင်အဖက်ပဲပေါ့နော်ဆိုင်အဖက်နော်ဆိုင်အဖက်တွေက advanced effect က infrequent ပေါ့နော်သိမရှိဘူးဒီဒီ paracetamol ကတော့ side effect ကတိတ်မများဘူးเนาะအကယ်၍ဆေးအများကြီးတောက်လိုက်လို့ overdose ဖြစ်လဲဆိုရင်လည်းကြောက်စရာကောင်းတာပေါ့เนาะကျန်တဲ့ဟာတော့အကုန်လုံးတော်တော်များများမှာတဲ့ကလေးငယ်တွေလည်းတဲ့တယ် အကိုဝင်ဆောင်လဲတဲ့တယ်ပေါ့နော်ဒါဆက်ပြီးပြောတာပဲနော်အမ် therapeutic dose ပေါ့နော် hypertoxicity ဆိုတာအသည်းကိုအစိပ်ဖြစ်စေတာပေါ့နော်အသည်းအစိပ်ဖြစ်စေရဆိုလို့ရှိရင်နော် overdose တောင်ဖြစ်တာခဏမှာ3000 mg ဒါမှမဟုတ်4000 mg ထက်ကိုပိုတောက်တယ်ဆိုရင်တော့ဒါ overdose ဖြစ်ပြီပေါ့နော် drug interaction နေနဲ့တတိထားမှာ warfarin ဆိုတာကတော့တွေးကျဲဆေးပေါ့နော်ဆိုတော့ဒီဒီတွေးကျဲဆေးလိုပဲမှတ်ထားပြီပါ warfarin ဆိုတဲ့ဆေးဒါမှမဟုတ်ရှင်လဲ alcohol အရက်ပေါ့နော်အရက်တောက်တဲ့လူတွေတွားဆိုလို့ရှိရင် မရပါဘူးအဲဒါတောက်တယ်ဆိုလို့ရှင်ဘာဖြစ်နိုင်လဲဆိုတော့ဒီဒီဟာနဲ့တောက်လို့တော့မကောင်းအောင်ပါเนาะ heavy alcohol consumption နဲ့เนาะဒါတရက်ကို2000 mg ထက်နည်းအောင်တောက်အောင်ပဲလို့ဆိုလိုတာပါเนาะအရင်တောက်တဲ့လူမှဆိုလို့ရှင်ဆိုတော့တရက်ကို2000 mg အောက်ပဲတောက်အောင်ပဲခဏမှပုံမှန်လို့ဆိုရင်3000 mg ထိတော့တောက်လို့ရပါမယ်အရင်တောက်တဲ့လူမှဆိုရင်2000 mg ထိပဲတောက်အောင်ပဲဘာလို့လဲဆိုတော့အရက်ကဒီအသေးမှပဲခြေဖြစ်တာပဲပေါ့နော် အကိုဟောအသေးမှာပဲခြေပြတာဖြစ်တဲ့အတွက်အသေးအားကြတော့ပုံမှန်နေထားရအရက်ကြောင်းမလို့အဲပျက်စီးနေတဲ့ချိန်မှာဒီပါရာစီတမောကိုတောက်လိုက်တယ်ဆိုလို့ရှိရင်ဒီအသေးအားဒီပါရာစီတမောကိုမခြေဖြတ်နိုင်ပဲနဲ့ overdose ဖြစ်နိုင်တယ်ပေါ့နော် isoniazid ဆိုတော့ TBC TBC ထဲမှာပါတယ်ပေါ့နော် TBC ထဲမှာပါတယ်ဆေးတမျိုးဖြစ်ပါတယ် isoniazid အဲ့တော့ TB ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီပါရာစီတမောကိုတောက်မယ်ဆိုရင်သတိထားရမယ်ပေါ့နော်ကော့ကူပီလို့မကောင်းပါဘူးဒါက ပါရာစီတမောပြီးတော့ဆိုတော့ပိန်ပစ်လာနေပြီးပုံမူကြစီမှာဆိုလို့ရှိရင် NSCID ဆိုတဲ့ rule ကလည်းထင်ထင်ရှားရှားရှိရပါတော့။အဲဒီ NSCID ကိုလည်းဒီ basic course မှာဆရာပြောပြသွားဖြစ်တယ်။ဒါမှဒီမှာတော့ပြန်ပြီးတော့ပြန်ပြောမယ်เนาะ။ NSCID ရဲ့ဒီ action ကဘာလဲဆိုလို့ရှိရင်เนาะဒီ cos 1နဲ့ cos 2ကို ပိတ်တာပေါ့တော့အတူက cos 1နဲ့ cos 2ကိုပိတ်တာပေါ့เนาะ cos 1 cos 2ဆိုတာ cyclooxygenase ကို အတူကောင်ပြောတာဖြစ်ပါတယ် COH ဆိုတာ cyclo oxygen ကိုအတူကောင်ပြောတာဖြစ်တယ်နော်အဲ့ဒီဟာတွေရဲ့ process ကိုဒီ NSAID ကပိတ်တာဖြစ်တဲ့ဆိုတော့လုံးဝ procedure တွေကတော့လုံးဝထွက်မလာတော့ဘူးနော်အဲ့တော့ cox1 inhibition ဆိုရင် serum suppression ဆိုတာဖိနေပြီပါနော် of constitutive prostaglandin အဲ့တော့ prostaglandin ထွက်လာတာကိုအာဖိနေပြီလိုက်တယ်မထွက်လာတော့ဘူးနော် အဲ့တော့ဒီဒီ cos 1ကကျတော့ဒီ oh sorry ဒီ prosecan တွေကကျတော့ဘာဘာအတွက်ကောင်းတာလဲဆိုရင်တမျိုးအနေနဲ့ပေါ့နော် gastric mucosa protection လို့ခေါ်တယ်ဆိုတော့ဒီအစာအိမ်ထဲမှာရှိတဲ့ mucosa နယံတွေကိုသူကလည်းကာဝယ်ပေးရဖြစ်တယ် prosecan တွေကအကယ်၍ဒီဆေးတွေကဒီ prosecan တွေကိုများပိတ်လိုက်တယ်ဆိုလို့ရှိရင်ဒီ mucosa ပေါ့နော်ဒီဒီအစာအိမ်ထဲမှာရှိတဲ့နယံတွေကိုဒီ prosecan တွေကမကာဝယ်ပေးနိုင်တော့ဆိုဘာဖြစ်လာနိုင်လဲဆိုတော့ အစာအိမ်သာဖြစ်လာနိုင်တယ်။အစာအိမ်ကပို့ပြီးတော့ဆိုးလာနိုင်တယ်။ပြီးနောက်တစ်ခုကကျတော့အစာအိမ်အနာရှိပြီးသားအခန့်ရှိပြီးသားဆိုရင်တွေးထွက်လာနိုင်တယ်ပေါ့နော်။ gastric GI ပေါ့နော် GI bleeding လို့ခေါ်တဲ့အဲဒီ risk တွေကရှိတယ်နော်။ဒါကြောင့်မလို့ဒီ cox1 ကိုပိတ်တဲ့ကောင်တွေက NSCID ဆိုလို့ရှိရင် အစာအိမ်ဈေးနဲ့တွဲတောက်တာတို့ဘိုင်းမနာအောင်လို့အစာတစ်ခုနဲ့တွဲပြီးတော့မှမှဈေးတောက်တာမျိုးတွေလို့လောက်ရတာဖြစ်ပါတယ်။ ဒီဇိုင်းမဲ့တောက်တယ်ဆိုရင်အစာအိမ်သာဖြစ်နိုင်တယ်ပေါ့နော်အဲတော့ cost to innovation ဆိုလို့ရှိရင်နော် suppression of inducible protein landing and mediate pain ပေါ့နော် inflammation and fever အဲတော့ cost to ကကြတော့လဲဆိုတော့ဒီ protein landing ကိုထွက်စေရပါပဲတကယ်ကြတော့ cost 1နဲ့ cost 2ကိုခွဲပြီးတော့မှတ်မှတ်ထားနေတော့ရပါတယ်ဘာမှမဖြစ်ဘူးเนาะအဲ့တော့ process gland เนี่ยတကယ်တော့ဒီ process တစ်ခုကတော့တိချာလေးအဲလေးလာလိုက်တယ်ဆိုလို့ရှင်တော့ကွဲပြရပါเนาะအဲ cost 2ကိုပဲပိတ်တဲ့ဆေးတွေရှိရယ်ကြိုက်ခဲ့ပြောက်စီရเนาะ uh, cox to inhibitor only ပဲပေါ့နော် selective selective cox to inhibitor ဆိုတဲ့ဆေးရည်လည်းရှိတယ်အဲ့ဆေးရည်ကတောက်တယ်ဆိုလို့ရှိရင်တော့ဒီအစာအိမ်မလာနိုင်ဘူးပေါ့နော်အကယ်၍မဟုတ်အဲ့ဒီဒီ nsa ရည်က cox 1 cox 2ရောလမ်းကြောင်းတစ်ခုလုံးကို ပိတ်တဲ့ကောင်ဆိုလို့ရှိရင်တော့ဒါအစာအိမ်နာဖြစ်ဖို့ဖြစ်မှာ ဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့ဒီနှစ်ခုကတော့ကိုအခြေအနေနဲ့ဆိုလို့ရှိရင်တော့ဒါခွဲမမှတ်တာလည်းကိစ္စမရှိဘူးနော်အဲအိုက်ခဲပြောင်းစီ baby ဆိုရတဲ့ ဖြားကြစီပြီးပြီးဆိုတာနဲ့အစာအိမ်ဈေးလေးတွဲပေးတာမျိုးပါအကောင်းဆုံးပဲပေါ့နော်ဒါလေးကပုံပြထားပြရပါတော့ဆိုတော့ဒီဒီဒီကဒီဘက်ကဟောင်မကြည့်နဲ့ဘူးနော်ဒီဒီဘက်မှာ NDT layer ဆဲဆိုရဟောင်တစ်ချက်ကြည့်ရအောင်နော် NDT layer ဆဲဆိုတာအရေးပြားလို့ပြောအရေးပြားမှာဒိုင်ယာလာဖြစ်တယ်ဆိုရင်ဆိုတော့ဒီ proxy plan တွေကိုထွက်ဖို့အတွက်ဒီလမ်းကြောင်းတစ်ခုရှိရဲအဲ့လမ်းကြောင်းမှာဆိုရင်ဆိုတော့ cost 1နဲ့ cost 2ဆိုတဲ့လမ်းကြောင်းကြီးရှိရပေါ့အဲ့လမ်းကြောင်းမှာဆိုရင်ဆိုတော့ဒီ NSCID ကနှစ်ခုလုံးလာပိတ်တာ အကယ်၍ cost to inhibitor တခုပဲဆိုလို့ရှိရင်တော့ cost to ပဲလာပိတ်တာပေါ့နော်အဲအဲ့လိုပိတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ process man တွေမထွက်လာတော့ဘူးဆိုရင်ဘာဖြစ်လဲဆိုတော့အဲ့ဒီနေရာတွေကမနာတော့ဘူးပြီးတော့ရောင်ရမ်းတာမဖြစ်တော့ဘူးနော်ဒါကြောင့်မလို့ဒီဟာအနာတက်တာရဲ့စီးလို့ခေါ်တာပါနော်အဲ့ဒီဘက်ကဟာကျွန်တော်ဘာကိုပြောရလဲဆိုတော့ platelet ကဆိုတော့ဒီ thrombocytin A2 ဆိုတဲ့ဒီ PC တမျိုးထွက်တယ်ပေါ့နော်အဲ့နံပါတ်လေးကတော့နည်းနည်းအဲရှုပ်တယ်ပေါ့နော် thrombocytin thrombocytin ဆိုတဲ့ဟာပါလာပြန်ပြီနော် အော်ဒီဟာလေးကတော့မမတ်ထားလဲရရယ်ကိစ္စမရှိဘူးเนาะဒီဘက်ကဟာပဲကြည်လန်ရရယ်အဲ့တော့ NSCID ရရတဲ့အာဘလောက်လောက်ဟွာဖြစ်လဲဆိုလို့ရှိရင်တော့ဆိုတော့ diclofenac ကြတော့တမျိုးเนาะပြီးရင် ibuprofen ကြတော့တမျိုးအဲနောက်ခု naproxen တို့ပါလို့ဆိုလို့ရှိရင်လည်းဒီတမျိုးပေါ့เนาะသူရဲ့ action လာတာကွဲပြားလာဖြစ်တဲ့အတွက်ဆိုတော့ဒီမှာအသေးစိတ်မကြီးထားဘူး ဘယ်မှာလောက်ရလဲဆိုတော့သူက liver မှာပဲသူကချိဖက်တာဖြစ်တယ်အသေးမှာပေါ့နော်အဲ့တော့ ibuprofen ကိုစပြောလိုက်ရအောင်နော် ibuprofen ကအသုံးများတယ်မြန်မာမှာလေနော်အဲ့ gofen တို့ဘာလို့လာလဲအဲ့ gofen တို့ဘာလို့ဆိုလဲဒါ ibuprofen ပါတယ်ပေါ့ PC ရပေါ့နော်စေတောက်ပြရတဲ့ဆရာ1.5 to 2 hour ပါเนาะတနာရီခွဲရတဲ့နှစ်နာရီအတွင်းမှာဆိုရင် သူကဈေးအနေနဲ့ပြလာပြီဈေးအနေနဲ့ပြလာပြီဆိုလို့ရှိရင်ဆိုတော့ဒီဟာပဲချိန်မှာတောက်ရလဲဆိုတော့အဲ piracy ရဆိုတာကိုပူတာပေါ့နော်အဲ inflammatory pain အာဒီရောင်ရမ်းနေတခုခုတနည်းနေရာမှာပေါ့နော် orlando jan နဲ့ orlando jan နဲ့ရပြလို့ရှိရင်နောက်တစ်ခုကအာ dysmenorrhea ပေါ့နော် dysmenorrhea ရပြီးရင် musculoskeletal နော်ဒီဒီလိုမျိုးကိုက်ခဲတဲ့နေရာတွေအကုန်လုံးရတယ်ပေါ့နော်အဲ orlando jan နဲ့ဆိုတာကျတော့တွားတွားနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်တွားနဲ့ပတ်သက်တဲ့ နာကျင်မှုတွေ dysmenorrhea ဆိုတာတော့ဒီဓမ္မနာလာရခြင်းကြလို့ရှိရင် ပုံမှန်မဟုတ်တဲ့ဟာတွေ dysmenorrhea ဆိုတာဓမ္မနာလာရခြင်းကြလို့ရှိရင် နာကျင်ကြိုက်ခဲ့ရတယ် musculoskeletal ဆိုတာတော့အစ်စ်ရောင်နာတွေတွတ်တာတွေနာတာတွေဆိုလို့ရှိရင်တော့ဆိုတော့ဒီ C ibuprofen ကတောက်တင်နေပါတော့လူကြီးမှာဆိုရင်နေရာကနေ400မီလီဂရမ်၊လေးနာရီကနေ600မီလီဂရမ်ထားတော့ရရတယ်။တရက်ကိုပေါ့နော်1200မီလီဂရမ်ထပ်တော့ကြော်တော့လို့မကောင်းဘူး။ ပြီးနောက်တစ်ခုကကျတော့ကလေးပါဆိုရင်5 to 10 mg per kg ဒါလည်းချိန်ပြီးတော့မှပေးရမယ်เนาะ per kg မှာမှာ90 9နေ30 mg အထိပဲပေးရမယ်ပေါ့เนาะအဲ့တော့6 to 8 hour မှာတောက်လို့ရတယ်တရက်ကိုတော့40 mg per kg ပါတည်းကြော်လို့မရအောင်ပေါ့เนาะအ contraindication ဆိုတာကကျတော့လုံးဝတောက်လို့ပေးလို့မရအောင်เนาะ not suitable for infant and a 6 months ဆိုတာ6လအောက်ကလေးဆိုလို့ရှိရင်လုံးဝမပေးဘူးเนาะ6လအောက်ကလေးဆိုလုံးဝမပေးဘူးเนาะအဲ့ဒါဆိုကိုကကျတော့ဒီ နည်းနည်း၃နှစ်လောက်ဆိုရင်ဟိုမှဒါသိပြေးလို့မကောင်းအောင်ပေါ့နော်တော်တော်ငယ်သေးရဲ့ပေါ့နော် ibuprofen ရဲ့ side effect ကတော့ဘာရှိလဲဆိုလို့ရှင် related to digestive system ပေါ့နော်ဒါအစာရင်နာပဲဖြစ်နိုင်တယ်အစာရင်နာမယ်နော်ဒါပဲမှတ်ထားမယ်ဒီကြာတောက်လို့ရှင် long term ဆိုလို့ရှင်နော်ရေရှည်တောက်မှဘာဖြစ်လဲဆိုတော့ပိုဆိုးတော့ပေါ့နော်အော်ဒီကြောက်ကက်တွေအသေးတွေပြီးလို့ရှိရင်ဒီနှလုံးနဲ့ပတ်သက်တဲ့ဟာတွေကဒီဟာတွေကကောင်းမှာမဟုတ်တော့ဘူးပေါ့နော်ဒီဟာတွေကိုရေရှည်တောက်လို့မကောင်းပါဘူး ။ဒါလေးတွေကပုံလေးပြထားပေးရဒီဘက်က400 mg ဒီဘက်က900 mg 400 mg 600 mg ထိလာရနော်။ဒီ ibuprofen ရဲ့ဒီ significant ဖြစ်တဲ့ကာလာကကျတော့ဒီအနီရောင်မျိုးလေးပေါ့နော်ဒီလိုမျိုးပန်းစီရောင်မျိုးလေးအရောင်လေးဖြစ်ပါတယ်ဒါဆိုလို့ရှင် ibuprofen လို့မှတ်လို့ရတယ်ဒါပေမဲ့အဲ့ဟာပြောမဟုတ်ဘူးကိုဖန်ကကြတော့လဲဆိုတော့ဒီလိုမျိုးအစိမ်းရောင်လေးလာတယ်ပေါ့နော်အစိမ်းရောင်အကြီးလုံးလေးလာတယ်ဒါကမြန်မာမှာတော်တော်များရောင်ကြတယ်နော် နောက်ဆီတစ်မျိုးကတော့ naproxen လို့ခေါ်တဲ့ဆီပေါ့နော်။သူကကျတော့တောက်ပြီးပြီဆို30ရာနေနိုင်ဝက်ကနေတနာရီတွင်နိုင်ဝက်ကနေတနာရီတွင်သူကကြိုက်ခဲပြောက်တာညံနေပေါ့နော်တက်တာစီ။အဲ့တော့ full pain relieving effect ကန် fat winning အ1 to 4 hour ပေါ့နော်။တနာရီကနေ4နာရီထိအောင်သူကဒီနာကျင်ကြိုက်ခဲတာကိုတက်တာစီတယ်။ ဘယ်အချိန်ဒီမှာပေးရလဲဆိုတော့ moderate pain ဆိုတာတော့အတော်အသင့် mild to moderate ဆိုတာနည်းနည်းလေးနာကျင်တာဒါမှမဟုတ်လည်းအတော်အသင့်နာကျင်တာအင်းရောင်ရမ်းတဲ့အချိန်ပေးလို့ရတယ်ဖြားတဲ့အချိန်ကျရင်လည်းပေးလို့ရတယ်ဆိုတော့အစ်စ်ရောင်တာခေါက်ဆိုတာကျတော့ဒီရနော်ခေါက်ရောကပြီးရင် 2h ဆိုတာတော့သွားနာတာဖြားတာလူကြီးဆိုရင်ဘလောက်ပေးလို့ရလဲဆိုရင်120 mg 8နာရီ17နာရီချာတစ်ချိန်တစ်ချိန်ပေးလို့ရတယ်ပေးရကူတော့660 mg နဲ့ကြော်ပြီးတော့ပေးလို့မရပါဘူးအဲကလေးဆိုလို့ရှိရင်တော့ ဆယ်နှစ်နှစ်အောက်မှာဆိုရင်ဆိုတော့မပေးဘူးပေါ့နော်ဆယ်နှစ်နှစ်အထက်တွေကိုပဲပေးရဖြစ်ပါတယ်ဒါတော့ပေးလို့ရတယ်ပေါ့နော် Naproxen ရဲ့ side effect ကတော့သူကလည်း stomach pain အဆအိမ်နာမယ်ပြီးရင် heart burn ရင်ပူမယ်ပြီးနောက်တစ်ခုကကျတော့ headache ခေါင်းကိုက်မယ်ပေါ့နော်ဒါခေါင်းကိုက်တာတော့တော်တော်များမဖြစ်ကြပါဘူးအဓိကဖြစ်တာကတော့ stomach pain ပဲအများဆုံးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့အရာတွေရေရှည်တောက်တယ်ဆိုရင်လည်းမကောင်းပါဘူး heart attack ရနိုင်တယ် stroke ေဖြတ်နိုင်တယ်ပြီးလို့ရှိရင်စာရင်သွေးရစိမ့်မယ်ကြောက်ကက်တွေအသေးတွေပျက်စီးမယ်ပေါ့နော်အဲဒီဟာရဲ့အရန်ဆိုးတဲ့ဟာကျွန်တော် long term use မှာဆိုလို့ရှိရင်တော့ပူဆိုးရဲ့အသက်ကြီးတဲ့လူတွေမှာဆိုရင်လည်းသုံးလို့မကောင်းဘူးပေါ့နော်ဒါက non proson ဆိုးနေရရဲ့ဒါပုံလေးတွေဖြစ်ပါတယ်တော့ဒါကမက်ကာထုတ်တဲ့အားမျိုးလေးပဲเนาะဒါလေးနောက်တစ်ခုကကျွန်တော် aspirin လို့ခေါ်တဲ့အစီပေါ့เนาะ aspirin ကလည်းတော်တော်များသုံးကြရနော်ဒီမှာပါ aspirin ကကျတော့20မိနစ်ကနေ30မိနစ်အတွင်းသူကပိန်းကိုတတ်တာစီရေပေါ့နော်အဲဘယ်ချိန်မှာညွန်ပေးရလို့ကောင်းလဲဆိုလို့ရှိရင်တော့ဆိုတော့ဒီဖြားလာတဲ့နာကျင်ကြိုက်ခဲတာတွေရတယ်အဲပြီးတော့အဲ့ဒါကျတော့ higher dose လို့ခေါ်တာမြင့်အမြင့်ပေါ့နော် dose မြင့်မြင့်မှာပေးရဆိုလို့ရှိရင်တော့သူကနာကျင်ကြိုက်ခဲအောင်တတ်တာစီရေနောက်တစ်ခုကကျတော့ dose အနိုင်မှာပေးရဆိုလို့ရှိရင်တော့ ဒီသွေးခဲတာကိုတတ်တာစီတချို့ဒီသွေးတိုးတဲ့လူတွေသွေးတိုးယောဂါရှိတယ်နှလုံးယောဂါအခန့်ရှိတဲ့လူတွေဆိုလို့ရှိရင် aspirin တောက်ရတယ်ဗောနော်ဒါပေမဲ့သူအဲ့လိုမှတောက်နေတဲ့အချိန်မှာလုံးဝတရားဆရာဝန်ညွန်ကြားတဲ့အတိုင်းပဲတောက်တာဖြစ်တယ်သူက low dose ပေါ့နော် low dose ဆိုတာကျတော့ဒီ milligram နည်းနည်းလေးနဲ့ပဲတရက်ကိုတစ်ချိန်လားမဟုတ်လဲတရက်ခြားတစ်ချိန်အဲ့လိုတောက်ကြရလူတွေရှိရဗောနော် ဒီအခုဒီ aspirin အဲ့လိုမျိုးတောက်မယ်ဆိုရင်တော့ဒီကြိုက်ခေရာတက်တာစီမှာမဟုတ်ဘူးပေါ့နော်အဲ့လိုဆိုလို့ရင်ကြိုက်ခေရာတက်တာဖို့အတွက်ဆိုလို့ရှိရင်တော့ high dose တောင်းမှရမယ်ဆိုတာကိုဆိုလိုတာဖြစ်ပါတယ်အဒီထဲမှာအဲ့လိုရေးထားပြရနော် high dose ဆိုလို့ရှိရင်တော့ဖြားရဲဆိုရင်325 mg နဲ့650 mg အထိတောက်လို့ရတယ်ပေါ့နော်အ၄နိုင်ချာတစ်ကြိမ်တောင်းမယ်အဲ့တရက်ကိုတော့3900 mg အထိကြော်တောက်လို့မရဘူးကလေးငယ်မှာဆိုလို့ရှိရင်တော့19နှစ်အောက်ဆိုရင် aspirin မပေးပါဘူး aspirin side effect ကဘာလဲဆိုရင်တဖုံးတွေတွေးယူနိုင် တယ်ဒီမှာနောက်တစ်ခုကကျတော့အစာအိမ်တွေးယူစိတ်မျိုးပေါ့နော်အဲ့တော့ဒီမှာ increase tendency for bleeding ဆိုတာကကျတော့တွေးယူစိတ်မှုပို့ပြီးတော့များစီရယ်ပေါ့ဥပမာထားပါပုံမှန်ဆိုရင်အဲဒီတဖုံးတွေတွားလေးမှာတွေးတစ်ခုခုထိမိလိုက်လို့တွေးယူစိတ်လာတယ်ဆိုရင်တော့မှမြန်မြန်တွေးသိပ်သွားတာပေါ့နော်ဒါပေမဲ့ aspirin တောက်တဲ့လူတွေမှာဆိုရင်တော့ဒီမြန်မြန်တွေးမသိပ်ဘဲနဲ့အကြာကြီးတွေးထွက်တာလေးဖြစ်နိုင်တယ် ဒါလေးကကျတော့ပြန်လာဖြစ်ပါတယ်ပုံလေးဒီဘက်က aspirin က300 mg ထိလာတယ်ဒါဆိုလို့ရှိရင်ဖြားလာနာကျင်တိုက်ခဲ့ရသူကကိုညုံပြီးထုတ်တဲ့ဆေးဖြစ်တယ်ဒီဘက်ကကျတော့81 mg ဆိုရင်တော့ခဏပြောလို့မျိုးဒီနှလုံးရောဂါရှိတဲ့လူတွေတူတူရောဂါရှိတဲ့လူတွေမှာဆိုတော့အများဆုံးတောက်တာ81ပေါ့နော်300 mg ကတော့ဖြားလာတယ်တိုက်ခဲ့ရတယ်ဆိုရင်တောက်ကြတယ်ပေါ့နော်ဒါနောက်တစ်ခုအသုံးများတဲ့ဆေးက diclofenac sodium လို့ခေါ်တယ်ဒီ diclofenac လို့ပဲခေါ်လို့ရရတယ်เนาะ တော့ဘာလို့လဲဆိုဒီယမ်ထည့်လဲဆိုတော့ဆရာတော်ဒီ diclofenac potassium လို့ဆိုတာလဲလာရည်ရေပေါ့နော်အများဆုံးတုံးတာကတော့ diclofenac sodium ပါ onset of action ကကျတော့ဒီ20မိနစ်ကနေ30မိနစ်အတွင်းမှာတို့ကခက်ခဲတာမြင်တတ်တာတယ်ဘယ်ချိန်မှာပြေးလို့ရလဲဆိုရင်ရောင်ရမ်းတာတွေနာကျင်ခက်ခဲတာတွေပဲပြီးရင်အဲတောင်းတာပေါ့နော် stiffness ဆိုတာဒီခြေစလုံးတွေပါတောင်းနေတာမျိုးတွေပါဆိုလို့ရှိရင်လည်းဒါတောက်လို့ရတယ်ပေါ့နော်တောင်းလို့ရတောက်လို့ရတယ်ဆိုတဲ့အခြေအနေကဒီ stiffness ဆိုတဲ့ဟာကိုလည်းတတိထားမယ်နော် တချို့ယောဂါတွေက stiffness ကယောဂါအခံရှိလို့ဖြစ်တာပေါ့အဲ့လိုမျိုးမှတော့ပြေးလို့မရအောင်เนาะဒါကလက်တလောမှာဒီတုတ်ခွေးလိုမျိုးညောင်းကြိုက်တာမျိုးဆိုရင်အဲထုံဆိုရင်တုတ်ခွေးလိုမျိုးညောင်းကြိုက်နေရမျိုးဆိုရင်เนาะဒီဟာကိုတောက်လို့ရတာဖြစ်ပါတယ်လူကြီးမှာဆိုရင်50 mg ကိုတရက်ကို3ချိန်ဒီတောက်လို့ရတယ်ဒါရေးထားပြန်เนาะကလေးမှာဆိုရင်တော့1 mg per kg per dose တစ်ခါတောက်မှ1 mg per kg ဆိုတော့အကယ်၍ သူက10 kg ပဲရှိတဲ့ကလေးဆိုရင်เนาะ30 30 mm လောက်ပဲတောက်လို့ရရပါတော့ဒါပါဇက်ကနေတောက်ရတာဖြစ်ပါတယ်အဲ Redel ဆိုတာကျတော့ဒီအိုကနေလည်းထည့်လို့ရရပါတော့ကလေးတွေကိုအဲ့လိုဆိုအိုကနေထည့်တဲ့ suppository ဆိုရဲဟာလည်းလာရပါတော့အဲ့ဒီ suppository ကကျတော့ပုံစံလေးကကြည်စံတောင်းပုံစံလိုမျိုးလေးရှိရပါတော့အဲ့လိုမျိုးအတောင်လေးကိုခြုံတဲ့ဘက်ကနေထည့်ရတာဖြစ်တယ်အဲ့တော့ဒီအဲ့လိုမျိုးဟာထည့်မယ်ဆိုရင်တော့တွက်ပုံတွက်နေတဲ့မျိုးဖြစ်သွားပြီး 1 mg မဟုတ်တော့ဘဲနဲ့0.5 mg ပါ kg ပဲဖြစ်မှာပေါ့နော်အဲ့တော့အသက်ဗနစ်ကနေ12နှစ်အဲ့လိုမျိုးအချိန်မှာထည့်ရတယ်ပေါ့နော်ဒါပေမဲ့လည်းနည်းနည်းအောက်ကလေးတွေမှာတုံးလို့မကောင်းပါဘူးဒီ diclofenac ကနော် diclofenac ဆိုရင် side effect ကပါလဲဆိုရင်ဆိုတော့ increase risk of heart attack ဟာတက်ရနိုင်တယ် stroke လေးဖြစ်နိုင်တယ်ပြီးရင်နောက်တစ်ခုကကျတော့ဒီအစာအိမ်တွေအရန်နာနိုင်တယ်အရန်ရောင်နိုင်တယ်ပေါ့နော် ဒါကသူ့ရဲ့ပုံလေးဖြစ်ပါတယ်ဒီဘက်ကပုံကကျတော့ suppository ပေါ့ဆိုရဲထဲတဲ့ပုံစံဒီဈေးတောင်းလေးကိုပြတာဖြစ်တယ်ဒီဘက်ကကျတော့တောက်ဈေးဒါတောက်ဈေးနောက်တစ်မျိုးလာရဲ့ထိုးဈေးလေးလာရဲ့เนาะထိုးဈေးကတော့လုံးဝ OTC မဟုတ်ပါဘူးဇာဝင်ကနေပြီးတော့ထိုးပေးရတဲ့ဈေးဖြစ်ပါတယ်အဲ့ကိုဝင်ဆောင်နဲ့ဒီ no time ကြီးနေမှာဆိုရင်ဒီ pain killer တွေ fever medicine တွေကိုဘယ်လိုပေးလို့ရလဲဆိုရင် acetaminophen ကတော့စိတ်ချရအောင်ပေါ့နော် trimester ဆိုတာကျတော့ကိုဝင်ဆောင်နဲ့အပိုင်းလေးတွေခွဲခြားလိုက်တယ်ဆိုလို့ရှိရင်ပထမကိုဝင်ဆောင်ကာလတွေမှာဆိုလို့ရှိရင်တော့ဒီဟာတွေက trimester နဲ့ပြီးရင်အလယ်အလယ် trimester ရှိမှနောက်ဆုံးမှ trimester တခုအဲ့လိုမျိုးပေါ့နော်သူကတွက်တာဖြစ်ပါတယ်ဒါတွေသိဖို့မလိုပါဘူးရပါတယ်ပထမဆုံးအစင်ပြေရဲ့ဆေးရတော့အစီတာမီနိုဖန်လို့ခေါ်ရပါစီတော့မဟုတ်ဆိတ်ချရတော့မှာနော်ကိုဝင်ဆောင်မှာအဲ့တော့ NSAID ကကျတော့ဒီ ခဏနောက်ပိုင်းပြောရတယ်ဆိုတော့ဒီ ibuprofen လို့ပါတော့ဆိုရင်တော့ကိုဝင်ဆောင်ဒီမှာတောင်းလို့မတင်တော့ပါဘူး lactation ကကျတော့ဒီ no time making no time making ဒီမှာဆိုလို့ရှိရင်တော့ ibuprofen တော့ acetaminophen ကိုအဆင်ပြေပါတယ်တောင်းလို့ရတယ်ပေါ့နော်အသက်ကြီးတဲ့လူတွေမှာတောင်းလို့ရတာဟုတ်ပြီအသက်ကြီးတဲ့လူတွေမှာလည်းတောင်းလို့ရပါတယ် geriatric modern 65ကြီးရပါတော့အသက်65နဲ့အထက်ဆိုလို့ရှိရင် acetaminophen ကလည်းကောင်းတယ် NSAID ကတော့ risk တွေရှိရဲ့ဘာလဲဆိုလို့ရှိရင် သွေးကိုစိမ့်မယ်နောက်တစ်ခုကကျတော့ renal failure လို့ခေါ်တယ်ကြောက်ကက်ပြက်စီးနိုင်တယ်ဗောနော်ဒါကြောင့်မို့ဒါတွေကမကောင်းဘူးဗောနော်ဒီ NSAID ကိုတော့အသက်ကြီးတဲ့လူတွေမှာပေးလို့မကောင်းပါဘူးအာဒီဆေးတွေကအမြဲတမ်းပေါ့နော်ဖြားတိုင်းဒီဆေးတွေကိုကပေးလို့ရမလားဆိုလို့ရှိရင်ပေးလို့မရဘူးပေါ့နော်ပေးလို့မရပါဘူးဘာလို့လဲဆိုတော့ဒီဒီအချက်လက်လေးတွေကိုကအရင်ဆုံးတီးထားရမယ်ဒါမှသာလည်းတီးထားမှာ ဒီဈေးတွေကိုပေးတင်သလားမပေးတင်လားဆိုတာဆုံးဖြတ်လို့ရမယ်ပေါ့နော်အဲအချက်တရားဘာကြီးလဲဆိုလို့ရှိရင် duration of fever ဒီဖြားတဲ့အချိန်ဖြားတဲ့အချိန်ကဘယ်လိုလဲဆိုရင်3ရက်နဲ့အထက်ဖြားနေပြီပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကတော့နနစ်နဲ့အထက်မှာဆိုလို့ရှိရင်ဆိုတော့3ရက်နဲ့အထက်ဖြားရယ်နနစ်အောက်ဆိုလို့ရှိရင်တော့24နာရီတရက်ကျော်ကျော်လောက်ဒီဖြားနေဆိုရင်ဒါထားပါတော့ကလေးမှာဆိုရင်ဒီတရက် လောင်ဖြားနေပြီဆိုရင်ဟိုမားလီကိုဘူးကြစီရပြေးလို့မရတော့ဘူးเนาะအကယ်၍ဒီကလေးကြီးလေးတွေလူကြီးတွေပါဆိုလို့ရှိရင်တော့၃ရက်နဲ့အထက်ဖြားနေပြီဆိုရင်တော့ဒီကိုဘူးကြစီတွေကိုကိုတဘောနဲ့ကိုပြေးလို့မရပါဘူးတခြားယောဂအခန်းရှိလို့ဖြားတာပေါ့เนาะအဲ့ဒါမလို့ duration of pain ဆိုတာဒီနာကျင်ကြိုက်ခဲတာရောဘယ်10ရက်နဲ့အထက်ဖြစ်နေပြီဒါမှမဟုတ်ရှင်ကလေးလေးမှာ9ရက်နဲ့အထက်ဆိုလို့ရှင်လည်းဒီဈေးတွေကိုကိုယ့်ကိုယ်ကိုယ်တော်ပေါ်နေပုံမပေးသင့်ပါဘူး ဘယ်ဘယ်လက္ခဏာတွေကရှိနေရဆိုလို့ရှိရင်လည်းမပေးသေးဘူးလေဆိုလို့ရှိရင်ဆိုတော့ဒါလေးတွေပေါ့နော်ဒီ new chair registry ဆိုတာကြတော့ဆိုတော့ဒီ labeling ဒီ z ပေါ့နော်ခေါင်းကတောင်းတာပေါ့နော်ဆရာတို့ဒီ next sniff နဲ့လို့ခေါ်တဲ့ဒီ labeling ကတောင်းတာပေါ့နော် labeling ကတောင်းပြီးတော့မှအဲမလိုက်တယ်ဆိုရင်နာမျိုးပေါ့အမကလေးကအိတ်နေတယ်ဆိုကြလို့ရှိရင်လူကြီးကအိတ်နေတယ်ဆိုကြလို့ရှိရင်ဒီခေါင်းကိုအမလိုက်တယ်ဆိုရင်နာမျိုးပေါ့နော်ဒါကြောင့်မို့ဒီလေပင်မှာ အဲတောင်းပြီးတော့နားတယ်ဆိုလို့ရှိရင်ပြေးလို့မရဘူးဖိုတိုဖိုဘီးယားဆိုတာကျတော့အလင်းကိုတွေ့ပြီးဆိုလို့ရှိရင်လူကမနေနိုင်ဘူးအလင်းကိုမခံနိုင်ဘူးပေါ့နော်အလင်းရောမခံနိုင်ဘူးနောက်တစ်ခါကျတော့ပက်ပီချီယာရက်ရှ်ဆိုတဲ့ဟာကျတော့ဆိုတော့ဒီခန္ဓာကိုယ်မှာအဆက်အပြောက်တွေအများများလာရင်ဆိုရင်ဒါကဘာနဲ့ဆက်ဆက်နိုင်လဲဆိုတော့မနင်ဂျိုက်တစ်ဆိုလို့ခေါ်ရဲအုံနောက်အမေးရောက်လာတဲ့ဆက်နိုင်တယ်ဆက်ဆက်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့အခြေအနေမှာဆိုရင် တော့ပြေးလို့မရအောင်နော် intradiva amesis ဆိုတာကျတော့အန်နာကိုပြောတာပါအန်နဲ့အရန်အန်ပြီးတော့မှဖြားနေရဆိုရင်မပေးသင့်ပါဘူး respiratory distress ဆိုတာကျတော့မောတာမျိုးဒါမှမဟုတ်ရှင်လဲကောင်းကောင်းအသက်ရှူမဝတာမျိုးဖြစ်တဲ့ဆိုရင်လည်းဒီဆေးတွေကိုမပေးသင့်ပါဘူးပြီးတော့ patient history ဆိုတော့ဒီလူနာရဲ့ဒီ history ပေါ့နော် that trimester ဆိုတာကျတော့ဆရာဒီကိုဝင်ဆောင်ရဲ့ဒီအနောက်ပိုင်းပေါ့နော်ဒါ ကိုဝင်ရစ်မာလာပြီဆိုရဲသဘောမျိုးပြောချင်တာပါ third trimester ဆိုတော့အဲအဲ့ဒီအဲ့ဒီအခြေအနေမှာဆိုရင်လည်းဆိုတော့ဒီဈေးတွေကိုကိုယ်တော်နဲ့ကိုမပေးပါနဲ့ history of peptic ulcer ဆိုအစာအိမ်နာအခန်းရှိရဆိုလည်းမပေးပါနဲ့နောက်တော့က excessive alcohol consumption ဆိုတာအရေးကိုအလွန်ကျွံတောက်တဲ့လူဆိုရင်ကိုယ်တော်နဲ့ကိုမပေးပါနဲ့နော် any ရရှိလာနိုင်လို့ပါဆရာနောက်ထပ်သင်ခန်းစာမှာဆိုလို့ရှိရင်တော့ cough and cold medicine လို့ခေါ်တဲ့ချောင်းဆိုးတာနဲ့အေးအေးမီးရဲ့ရှင်ကြလို့ရှိရင် တောင်းရတဲ့အစီအကြောင်းကိုပြပြပေးရအောင်ပါဖြစ်ပါတယ်ဆိုတော့နောက်ထပ်သင်ခန်းစာမှာညွှန်ပြကြအောင်နော်